ကျွန်တော်တို့တက်မတော်စစ်ကြောင်းတွေကမိုးကုတ်မြို့ကိုပြန်လဲဝင်ရောက်သွားပြီပေါ့နော်အဲထွက်လာတဲ့ရုပ်သံမှာကျွန်တော်တို့ကြည့်တာကတော့အဲချုပ်ပြည်သူတွေနှုတ်ဆက်နေတာမြင်ရတယ်ပျော်ရှင်နေတာလည်းမြင်ရတယ်ပေါ့အဲမိုးကုတ်မြို့နဲ့ပတ်သက်ပြီးတော့ပြောစရာအပိုင်းနှစ်ပိုင်းကပါလဲဆိုတော့ပထမဆုံးချက်ကမိုးကုတ်မြို့ကိုစွန့်ခွာနေတယ်ဆိုတော့အထင်းတွေပေါ့နော်ကျွန်တော်မြင်ရတယ်တက်မတော်ဝင်လာလို့ပဲကြောက်လို့ပဲစွန့်ခွာရတယ်ဆိုတဲ့ပုံစံမျိုးနဲ့တကယ်လွင့်နေရလဲတွေ့ရပေါ့ဒါပေမဲ့ပြောချင်တာကအဲ့ဒီအပိုင်းမှာဒီမျိုးကိုစွန့်ခွာတဲ့သူတွေက အဲတမတော်ဝင်လာလို့ကြောက်လို့မဟုတ်ပဲねเนาะအစောပိုင်းမှာဒီ GNL PDF တွေ ਨੇ ဟိုဂျိုးစီမရှာတာတို့သူတို့ထောက်ခံတာတို့အပြားပြောက်လုပ်ခဲ့တာတို့ရှိတဲ့သူတွေရပဲဒီလိုလို့တာဖြစ်ဖြစ်ကောင်းဖြစ်လိမ့်မယ်တမန်ကြီးကျန်းစွာနေထိုင်တဲ့ပြည်သူတွေကတော့ဒီလိုမျိုးမြို့ကိုစွန့်ခွာစီရလဲမလို့စွန့်လဲစွန့်ခွာမှာမဟုတ်ဘူးလေမြို့မှာလူဆက်ရှိနေဆိုတာကျွန်တော်မြင်ရတယ်ပေါ့เนาะနောက်တစ်ချက်ကကြတော့ကျွန်တော်တို့ကိုယ်တိုင်လည်းမိုးကုတ်ကိုသွားချင်ပါသေးတယ်။ဘာကြောင့်လဲဆိုတော့မိုးကုတ်ကမြန်မာနိုင်ငံရဲ့ရေနံမြေလို့တာလူတိုင်း ိထားတဲ့နေရာဖြစ်တယ်။အဲ့တော့ဒီတောင်ကျန်းသူတွေမိုးကုံမြို့ကိုထိန်းချုပ်ထားတဲ့အချိန်မှာနော်ယာယီထိန်းချုပ်ထားတဲ့အချိန်မှာဒီမြို့ကဘလောက်ပျက်စီးသွားလဲနောက်ပြီးတော့ဒီမှာယန္တနာတွေဗယံမရာတူးထားတယ်ပေါ့နော်။တရားလက်မဲ့တူးထားတဲ့ဟာတွေကကျွန်တော်အစောရက်သတင်းရထားတယ်။အဲသူဖြစ်မိုးကုံကောက်ကွင်းဆိုလို့ရှိရင်လုံးဝနော်မွားစာကျဲအောင်တူးထားတယ်။ဆိုတော့သူတို့ဘလောက်အကျိုးမြတ်ရောက်တာတော့မရတာတော့ဖြစ်ဒီပေါ်မှာဒီလိုတရားလက်မဲ့လောက်သွားတယ်ဆိုတာကျွန်တော်တို့ကပြန်ပြီးတော့ ပေါ်ပြပေးရမှာဖြစ်ပါတယ်နောက်တစ်ချက်ကကျတော့ကျွန်တော်တို့တည်င်းကြားသလောက်ပေါ့နော်အဲ့ဒီမိုးကုတ်ကံပေါ့နော်အဲ့ဒီကံကိုတော့မှသူတို့ကရေပတ်ပြီးတော့ကံအောက်ခြေကယန္တနာများတယ်လို့သူတို့တည်င်းရလို့ထင်ပါတယ်ရေပတ်ပြီးတော့သူတို့တူဖို့သူတို့တည်င်းထွက်လာသေးတယ်ပေါ့နော်စူးစားသေးတယ်ပေါ့ဒါပေမဲ့လည်းအဲ့ဒီကိစ္စမအောင်မြင်ခင်မှာပဲတက်ကဖိအားပေးပြီးတော့မိုးကုတ်ကနေပြန်ပြီးဆုတ်ခိုင်းလိုက်တယ်ပေါ့နော်ညီနိုင်တယ်လို့လည်းပြောလို့ရတယ်ပေါ့ဒါပေမဲ့ဘလူပဲပြောပြောစစ်တိုက်တယ်ဆိုတာကတနက်ပြစ်ပြီးမတိုက်ရင်လေတဏ္ဍမန်ရေးရ เนาะတဏမရေးရညှိနိုင်ပြီးတိုက်တယ်ဆိုလို့ရှိရင်လဲဆုတ်ခွာသွားတဲ့သူကအရှုံးပဲเนาะအဲ့ဒီနေရာကိုထိချုပ်လိုက်တဲ့သူကအနိုင်ပဲဖြစ်ပါတယ်เนาะအဲဒီမှာဘာမြင်လာလဲဆိုတော့တပြေးပြေးနဲ့ဒီတောင်ကျန်းသူတွေရဲ့အင်အားပေါ့เนาะတောင်ကျန်းသူတွေရဲ့အင်အားကညော့နေလာတာကိုကျွန်တော်တို့သတ်ဆလို့ရတယ်အရင်တော့ဆိုလို့ရှိရင်နေရာတစ်ခုကိုတိုက်တော့မယ်ဆိုရင်လူပေါင်း၄၅၆၀၀၁၀၀၀လောက်နဲ့ဖိတိုက်နေတဲ့အခြေအနေပေါ့နော်ကျွန်တော်လည်းဒီလိုသတင်းတွေရခဲ့တယ်ဒါပေမဲ့အခုချိန်မှာတော့ဟိုတနေရာလောက်မှာဆိုင်တိုက်လိုက်တာ ਨੇ ထွက်ပြေးသွားတဲ့အနေထား တော့လက်ရှိချိန်မှာမျိုးရင်းတစ်ဖို့ဝင်ဒီဘက်ကဘာပဲဆင်ကျင်ရတော့မလဲဆိုတော့ဒီ gate တွေအချို့နေရာမှာယာယီအခြေချထားတဲ့နေရာတွေမှာဝင်ရောက်ပြီးတော့တိုက်ခိုက်တာတွေမြင်ရတယ်ဒီတိုက်ခိုက်မှုတွေမှာတော့အထီးခိုက်လေတွင်းတွေရှိတာတွေ့ရတယ်အဲ့ဒါကလည်းဒီတတိလက်မဲ့ဖြစ်တာပေါ့နော်တတိမထားကြတာဖုံးမဲ့ကြီးနေတာတို့တော့ပေါ့ပေါ့ရဲရဲနေထိုင်တဲ့အဲ့လိုအဲ့လိုလူမျိုးတွေပဲဒါတိုက်ခိုက်ခံရတာများတယ်ဆိုတော့ပြောချင်တာလက်ရှိချိန်မှာတိုင်းသားတွေဟိုတိုင်းသားလက်နက်ကင်တော်တော်များများကတော်တော်လေးအင်အားနည်းလာပြီး တော့တမတော်အနေနဲ့လည်းတော်တော်လေးထိချုပ်မှုတွေပုံပြီးတော့များလာပြီပေါ့နော်သူသူပြည့်တက်ကင်းမိနေဘက်မှာဆိုလည်းကျွန်တော်တို့မြင်ရတာဖြစ်ပါတယ်။ဘာပြောဒီမိုးကုတ်ဝင်သွားတဲ့တည်င်းကမိုးကုတ်ကိုပြောင်းရင်နေတဲ့မိုးကုတ်သူမိုးကုတ်သားတွေပြောမင်္ဂလာတည်င်းလည်းဖြစ်နိုင်တယ်လို့မျိုးเนาะကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတူကဒီယတနာမြေတစ်ခုပြန်ပြီးတော့အဲပိုင်ဆိုင်လိုက်ရတယ်လို့မျိုးကျွန်တော်တို့ထင်ပါတယ်เนาะဒါပဲတကယ်လို့များကျွန်တော်တို့ကိုမိုးကုတ်ကိုတွားခွင့်ပေးမယ်လို့ညွှန်ကြီးချင်နေတယ်ကောင်းပြီလမ်းကြောင်းတွေကောင်းပြီဆိုလို့ရှိရင်ကျွန်တော်တို့ အဲခွင့်ပြုချက်ဒေါင်းလို့ရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘူးကောက်ကိုတွားရောက်ရိုက်ကူတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်